လာရှိုးနဲ့မိုးကုတ်မိုးမိတ်ကူတော့တရုတ်ကိုဖင်ကုန်းဥချပြီးရလာတဲ့အတ္တမန်အကျိုးမြတ်တွေကိုစစ်တပ်ဟာမော်ကြွားနေရပါတကယ်စီရေးမှာမြေပြင်စီရေးမှာဖက်စစ်တပ်နလန်မထူလားတရားရတိုင်းလုံးချိန်ကြီးပြည်သူလူထုအထင်အမြင်လွဲမှားရန်လှုံ့ဆော်ခဲ့တဲ့ဒါလိုက်တာမိုက်တီဖော်တန်ထွန်းစော်စပ်ပေါ်တရုတ်ဆောင်ကျော်ဝင်းထုတ်ဖော်ကျော်မင်းထွတ်ဟာသာတရုတ်ဆောင်ပုံတိုင်းခေါ်ဇော်မြင့်တို့ကိုကျွန်တော်တို့ဖန်စီအရေးယူခဲ့ပါတယ် ိုက်ထမထလိုက်တာမိုက်တီးကတော့ဒါလခင်ကအတိုင်းရာဇသည်ဥပဒေပုံမှန်905နဲ့အမှုဖွင့်လှစ်ခံရင်းဖြစ်ပါတယ်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာနောက်တစ်ချိန်ပြစ်မှုဖတ်မှန်ကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှာမည်သောစီကံချက်နဲ့ပြစ်ဒဏ်လွန်ကျင်းချမ်းသာခွင့်ရခဲ့တယ်လို့ဖြစ်ပါတယ်သူကိုကျွန်တော်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲနဲ့ဟိုနောက်ဆက်ဟန်တာဖြတ်စီခြင်းမှာကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန်ရေးယူထားပြီး ခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစီရင်ဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါပြင်ကျော်ဝင်းထုတ်ကကျော်မင်းထုတ်ပုံတိုင်းခေါ်ဇော်မြင့်တို့နှစ်ဦးကိုလည်းပါတီစုံဒီဂရီစီအထွေထွေရေးကောက်ပွဲများကိုနောက်ဆက်ဟန်ဒါဖြည့်စီခြင်းမှာကာကွယ်ပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။ကိုမောင်မောင်မင်းအောင်နိုင်တို့အဖွဲ့ကိုထောက်ပြထားတဲ့ဗီဒီယိုဖိုင်ပါ။အဲ့တော့မောင်မောင်ဆိုတာကတစ်ချိန်လုံးစစ်တပ်ကိုအာဘေထောက်ခံလာခဲ့တဲ့စစ်တပ်အမာခံထောက်ခံလို့အကောင့်တူနဲ့ကလေးလေးချင်းထောက်ခံတာမဟုတ်တော့ရုပ်ပြပြီးတော့တက်တီချီချီတိတ်ခါချီချီထောက်ခံတဲ့လူ။ အဲ့ဒါလို့လူမျိုးကအစားထွက်ပြောလာပြီဆိုတဲ့ကဒီမင်းအောင်နိုင်တို့အဖွဲ့ဟာဘလောက်ထိဗျမ်းဘက်ကလမ်းလွှဲနေပြီလဲဆိုတာကိုယ့်ကိုစဉ်းစားကြည့်ကြပြီတော့နောက်တစ်မှာကိုမောင်ပြောထားအရန်ကောင်းတော့နောက်တော့ကြည့်ကြည့်လေဟိုပြီးခိုင်ဖြိုးနဲ့စစ်တက်နဲ့ဆိုတာဒါပါစစ်တက်စစ်တိုက်တာမြင်ဘူးလားစစ်တက်တက်တောင်းတက်ရွှေမြင်ဘူးလားမြင်ဘူးကောစစ်တက်ကတက်တောင်းတက်ရွှေလို့ရှိရင်ရက်ဝင်နဲ့သွားလားနော်ရက်ဝင်နဲ့သွားလားအေးအေးရက်တက်တောင်းတက်ရွှေတွေ့ဘူးလားအေးအေးရတယ်ဒီလိုပဲတိုက်ပွဲတစ်ခုတိုက်မယ်ဆိုရင်သူရက်ဝင်နဲ့ညီဦးဆုံးကြွာသားတွေမွေးတာမွေးပြီးတော့မလန့်နဲ့တော့ကရောက်လာဟုတ်တယ်ပဲဗောဗျာနိုင်ငံရေးမှာလည်းစစ်တက်ရဲ့လောက်တဲ့ပုံစံကပြီးခိုင်ဖြိုးဟာ ဟိုဘယ်လိုခေါ်မလဲဆိုတော့အိမ်ချုပ်ပြီးစေးရင်ချုပ်ပြီးလုပ်ပေးလိုက်တာပဲရေးကြောင်လို့တာကျုပ်ကတန်ချောင်းတီးပြီးဆိုတာနဲ့အကုန်လုံးကငါတို့ဒီစစ်သားများဖြစ်သွားတယ်ဒါပဲအမှန်ပဲเนาะအခုဒူထောက်ပြထားတဲ့ကိစ္စကဒါအမှန်ပဲဟုတ်တယ်မလားလက်ရှိပြီးခိုင်းအားလုံးပဲမင်္ဂလာပါအထူးသဖြင့်မြတ်ကိုတင်ဆက်ပေးနေတဲ့ကျွန်တော်အချိန်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီ channel လေးကမြပြည်တဲ့တွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့တောင်းဆိုခြင်းပါတယ်။ဒီမှာညွန့်နဲ့အစင်ကစပြီးတော့ဘ ਹੁ ခင်ကြီးအထိဩက္ခရခင်ကြီးအထိစစ်တပ်ကလူတွေပါပဲ။ တာမန်အယက်သားပြည်သူဘယ်နှယောက်ပါလဲအဲ့တော့ဒီနေရာမှာကျွန်တော်အယက်သားပြည်သူဆိုတဲ့ဟာကျောင်းဆရာဆရာမလည်းဒါအယက်သားလို့ပြောလို့ရတယ်နော်စစ်တပ်မဟုတ်တဲ့လူပေါ့နော်တိတိကျကျပြောမယ်ဆိုရင်တော့အယက်သားဆိုရင်ဒါဝန်ထမ်းမဟုတ်ဘူးပြောရမယ်နော်ဒါပေမဲ့ခင်ဗျားပြောသလိုပညာရေးဝန်ပညာရေးအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲစီးပွားရေးအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲအင်ဂျင်နီယာအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲဒီစတဲ့ဖြစ်နိုင်ငံထဲမှာရှိတဲ့အချားဝင်တဲ့အတိုင်းဝိုင်းတွေကဘယ်နှယောက်ပါလဲဒီစစ်တပ်ထက်ကဒူတွေဘယ်စုဖွဲ့ပြီးတော့ပါတီဖွဲ့ထားတာမဟုတ်ဘူးလားအဲ့တော့လက်ရှိပြည်ခိုင်ပြိုးဆိုတာ စစ်တပ်ကိုကိုစားပြုတာဖြစ်တဲ့အတွက်စစ်တပ်ခေါင်းဆောင်ရဲ့အကြိုက်ကိုလွန်ဆန်လို့လုံးဝမရတဲ့ပါတီဆိုတာညင်းလို့မရဘူးနော်ဒါရှင်းနေတယ်ကိုမောင်နှောက်ဘက်ကရှင်းနေနော်တနားထောင်ပြီနိုင်ငံကျုံနိုင်ငံကြီးကပျက်စီးနေပျက်စီးနေအမှန်ပဲတော့ပီဒီကလည်းခင်ဗျားတို့တိုက်ပါကြနော်နေရာတူတိုက်နေဆိုရုံလုံးရတားကြီးပဲလောက်တာရခိုင်နေဆိုလွတ်လိုက်တာရခိုင်လည်းဒီလိုပဲခင်ဗျားတို့ဒီဟာတိုင်းမစစ်တပ်ကပြောင်းတော့နိုင်ငံကြီးမှာလဲအခုအိမ်ချုပ်ပြီးဘာမှချုပ်ပြီးလွတ်လိုက်တာဘာမှမဟုတ်ဘူးဒီခိုင်တို့လည်းမှာကောလားရေးရေးကြုံတာကျုပ်ကတစ္ဆာလေးတက်ထားဆိုအကုန်ထားဆိုပါဒီခိုင်ပြုတ်ကောလားထားဆိုအဲ့တော့ ဲ့တော့ခင်ဗျားတို့ဒီ2008နဲ့လောက်တဲ့ဒီရွေးကောက်ပွဲပေါ့အဲဒီပေါ့နော်စန့်ကျင်ဝေးစန့်ကျင်ကြတယ်ပုံကန်ကြတယ်ဆိုတာလည်းဒါဒီပြောရမယ့်ရအောင်ပေါ့ခင်ဗျားတို့ကလည်းလိုလားလားမှမပြပါဗျာနော်ဟိုတိုက်ခံလေးရှိတာမှပဲဟိုလူကိုပယ်ထုတ်ဒီလူပါတီကိုဖျက်ထုတ်အဲ့တော့ခင်ဗျားတို့စစ်တပ်ကိုယ်တိုင်ကနိုင်ငံရေးကိုကောင်းစေခြင်းနဲ့အရေးအကြောင်းပြောနေတော့ပါတီစိုးတွေရေတော့ပဲပြောနေကြတာဟမ်အဲ့ဒါမြေခင်ဗျားတို့အရေးအကြောင်းတောင်းနေတဲ့ပုံစံလေးသူ့လူကြင်ကြံပုံလေးဟုတ်လား ပြောဆိုပုံနဲ့ခေါင်းတော့စစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြတာမှမဟုတ်ပဲနဲ့ရှင်းပါလေစစ်တပ်ကတိုင်းပြည်ကိုကောင်းစေခြင်းနဲ့စိတ်လုံးဝမရှိပါဘူးဒီတိုင်းပြည်ရဲ့အာဏာကိုစစ်တပ်ကဘလောက်ထိထုတ်ကင်ထားလို့ရမလဲတရားရာဂိုင်းတော့မဟုတ်တရားတစ်ဆယ်ရာဂိုင်းတော့မရရင်တရားတစ်ဆယ်ရာဂိုင်းတော့ထုတ်ကင်မလို့လို့နော်အဲ့တော့ဒါမဲ့ကြောင်းလိန်ပြီးတော့ပါတီစုံဒီမိုကရေစီစနစ်ပါပေါ်တယ်အလောက်ရက်ကအာဏာကိုအမိရချုပ်ကင်လုံးဝလက်မလွတ်ဘူးနော်ဒါ NND အစိုးရ9နှစ်ဆိုတာ NND အစိုးရတက်လာတဲ့အချိန်မှာ NND အစိုးရကိုအာဏာလွှဲပြောင်းပေးရတော့အချိန်မှာဝင်ကြီးဌာနတွေမှာရှိတဲ့ budget ကို အကုန်ကုန်အောင်တုံးပစ်တယ်ကြောက်ခိုင်ရေးဆိုရတာနော်ကျန်းမာရေးဆိုရကဝန်ကြီးဌာနတိုင်းမှာရှိတဲ့ဘတ်ဂျက်ကိုအကုန်ကုန်အောင်တုံးပစ်ပြီးတဲ့အပြင်မပြီးသေးဘူးဘယ်လောက်ရောက်မှာလဲအောင်မေးလေတစ်နှစ်ခွဲအထိတိုင်းပြည်ရဲ့ဘတ်ဂျက်ကိုထုတ်ယူတုံးဆွဲခွင့်မရှိအောင်စီစဉ်ဖြစ်ခဲ့တယ်သူတို့ရဲ့အစီအစဉ်ကတော့အန်အန်ဒီအစိုးရတက်လာတာနဲ့ဘတ်ဂျက်ပြတ်ပြီးတော့အစိုးရပြိုလဲရိုင်လဲတော့အောင်တစ်ခါတည်းစီစဉ်ထားတယ်အဲ့ဒီအချိန်မှာအန်အန်ဒီကတက်လာတဲ့အချိန်မှာခရိုနီတွေနဲ့အကူအညီတောင်းပြီးတော့ဒီ ဘတ်ဂျက်ကိစ္စကိုရအောင်ဖြည့်ရှင်းဒီတစ်နှစ်ခွဲအတွင်းမှာဘတ်ဂျက်သုံးဆွဲလို့မရတဲ့ကာလမှာရအောင်လို့တိုင်းပြည်ကိုဖြည့်ရှင်းဖြည့်ရှင်းပြီးတော့ဘတ်ဂျက်သုံးဆွဲလို့ရတာနဲ့ရှိတဲ့စီမံကိန်းပေါင်းများစွာကိုအားလုံးခွန်ဆိုင်လှုပ်ချပစ်တာအဲ့တော့ NND အစိုးရဟာတောင်းဝင်ခံအစိုးရအဆင့်ပဲရှိတာတော့မှအဲ့လောက်ထိလုပ်နိုင် NND တော်လုံးမဟုတ်ဘူးလားဒီ NND မြန်မာအချမ်းပါတီတခုပြည်သူလူထုနဲ့ပါတီတခုဆိုလည်းအဲ့တိုင်းဖြစ်မှာပဲနောက်ဒီထက်ရောက်မှာလားအများကြီးရှိတယ်နော်တရားအစင်းပေါင်းထောင်နဲ့ရှိစောက်ထားတဲ့စာရွက်ပေါ်မှာအနာဒီအစိုးရလွှဲလာတဲ့အချိန်မှာသူတို့စောက်ထားပါတယ်ဆိုတော့တရားအစင်းပေါင်းထောင်နဲ့ရှိစာရွက်ထဲမှာရှိတယ်အပြင်မှာတွားစစ်တော့အဲ့တရားဒီစင်းမှာမရှိဘူး နိုင်ငံပိုင်တဲ့တကယ်အကောင်းစားကားတွေကိုတော်နဲ့အပြစ်အစီးတရားကြောင့်တခုမှလွှဲမဲ့အပ်တော့ဘူးအဲ့ဒါတွေအကုန်လုံးယူထားပေးခဲ့တယ်တံဖို့အစိုးရတက်လာတဲ့အချိန်အဲ့လောက်ထိရုံမလာဒါကိုယ်တွေတိတဲ့အစ်င့်မရှိတဲ့ကိုယ်တွေမတိတဲ့ဒီအစိုးရဌာနအတွင်းရုံမှမှုတွေဘလောက်လောက်ခဲ့လဲဆိုတာဒါအန္တရာယ်အစိုးရခေါင်းဆောင်တွေမတိလိမ့်မယ်တော့အဲ့လောက်ထိရုံမှခဲ့တဲ့ကောင်တွေဒါတော်မှအာဏာကိုထပ်သိမ်းနေတယ်ဆိုဒီကောင်တွေရဲ့လောဘဟာအတော်မတတ်နိုင်အောင်များပြားနေတာဖြစ်တဲ့အတွက်တိုင်းပြည်ကိုမလုပ်တဲ့အဲ့လောက်ကိုလုပ်လို့အခုတိုင်းပြည်ကပြည့်စည်နေရတာလေနော် ဲ့တော့ကိုမမောင်တို့လိုမျိုးစစ်တပ်ထောက်မာဂန်ထောက်ခံတဲ့လူတွေကဆက်ထွက်ပြောလာတယ်ဆိုတာကဒါတွေဟာတိုင်းပြည်ပေါ်ရောက်မှန်းတဲ့ရောက်မှန်းနေလို့မဖြစ်တင်တာတွေလုံနေလို့ထွက်ပြောနေတာဒီလူတွေကဒီလူတွေကဒီနေ့ချင်းဒီတော်နိုင်ပဲဥပပေါင်းတာမဟုတ်ဘူးနော်တော်နိုင်ရောသူတို့အားပေးနေတာမဟုတ်ဘူးသူတို့အဒီစစ်တပ်ကိုပဲထောက်ခံတယ်စစ်တပ်ကိုပဲအားပေးတယ်ဒါပေမဲ့လက်ရှိစစ်ကောင်းဆောင်တွေလောက်ရဟာတိုင်းပြည်ဖြစ်နေတယ်ဆိုတော့ဒီလူတွေကအမုန်းခံပြီးထောက်ပြနေတယ်တိတိရှင်းတာမရှိတော့စစ်တပ်ရာတပ်ပံနော်နိုင်ငံရေးထဲမှာနေရရေးပြနေမှာတော့ဥပဒေချောင်းရလဲခင်ဗျားတို့ပြည့်လမ်းကြောင်းမပြနိုင်ထို့သူလုတ်ပုံကြိုက်ပုံတွေမှာလည်း နည်းနည်းလေးဝေဖန်မိအောင်မှချုပ်လိုက်တယ်ဟာဟာလေးပြေးအောင်မှချုပ်လိုက်တယ်ညစဉ်းစားကြည့်အမှန်ပဲနောက်အခု Dynamite D ရဲ့အုံတိုင်းရဲ့ဂျုံဝင်းထုတ်ခဲ့တုံးရောက်ကိုတဲ့ရွေးကောက်ပွဲဥပဒေနဲ့အမှုဆွဲတယ်ဆိုတော့အုံတိုင်းကပြောထားတာလဲတူနဲ့ဟိုကောင်မလူတယ်ခင်လိုင်းနဲ့ရိုက်နေတဲ့ကောင်နဲ့ငှက်ရောက်ပွဲဝါးတဲ့အချိန်မှာသူ့ကိုလူတွေဝိုင်းဆဲလို့အခုမင်းတို့တွေ့ပြီမလားနော်အခုတော့မင်းတို့တွေ့ပြီမလားငါ့ကိုဆဲထားတာဆိုပြီးစကားလေးပဲပြောတာမဟုတ်အခုလက်ရှိမင်းအောင်နိုင်တို့ကကျွန်တော်တို့တအားကြောက်တာဒီကောင်ဂျော်လကီးနေနော်သူတို့ရဲ့အတုရောင်ရွေးကောက်ပွဲကိုအတုကိုအတုလို့ပြောသေအောင်ကြောက်တယ် ော်အခုအဲ့သုံးယောက်ကိုဖမ်းပြီးတဲ့အပြင်ဒိုက်တာမတ်တီးဆိုအိုးနေပြီဘာမှလုပ်လို့ရတဲ့ယူမဟုတ်တော့နော်သူယောဂာနဲ့တူဒါတော်မှဒီကောင်တွေမတက်မညာရုပ်မှာနော်အခုဒီနေ့တယောက်ထပ်ဖမ်းတယ်တဲ့ဟိုဟာဒိုက်တာတယောက်ဘာလဲအဲ့ဒီသူတို့ကိုပြောထားတဲ့ဗီဒီယိုအောက်မှာအသေးသွားပေးလို့ဆိုတော့ဩမင်းတို့တွေအသေးပေးတော့ကြောက်တယ်ပေါ့ဟမ်မင်းအဲ့မင်းအောင်နိုင်ရစပြီးတော့လက်ရှိစစ်ဖို့ကြောက်အောင်လို့မင်းတို့ဘောင်းမိတဲ့မွေးနဲ့ပစိုးလက်မွေးနဲ့ထမိန်ရေစကတ်တွေစတော့ကင်းနေတာဝိကြနော်အကောင်ကတော့မေးအောင်လိုက်စောက်ဖောက်ကိုစတော်ကင်းစင်ပေးတယ်အဲ့ဒါမှလိုက်မှာတူနဲ့လိုက်မှာအဲ့ဒါလေဘာလို့လောက်ရက်ကအဲ့ဒီလောက်ရက်လောက်နေကြတာကိုရှင်းရှင်းလေးပဲနော်သူတို့ကတော့သူတို့ လုံမဲ့လုံကိုပြက်ပြက်သားသားလုံးဒါကြောင့်မလို့ကျွန်တော်တော်လိုင်းဘက်ကအင်အားစုတွေနေနေရလဲသူတို့တဆမိုက်မိုက်ရရင်ကိုက၁၀ဆလောက်မိုက်ရရင်ပေးမှတန်ခါကောင်းတယ်အဲ့ဒီကောင်တွေသားကြောက်တယ်နော်ဟန်စစ်ဖို့ချုပ်တွေကလေသူများကိုလာဖမ်းမယ်စီးမယ်ထောင်ချမယ်ရိုက်မယ်တတ်မယ်ဖြတ်မယ်လုပ်ရတာသူတို့ကိုလုံကြည့်အောင်မလဲအသေးကြောက်တာနာသူတို့အသားလောက်နားသက်တာမရှိဘူးသူတို့မိသားစုလောက်တန်ဖို့ရှိတာမရှိဘူးသူတို့အတိုင်းဝိုင်းလောက်တန်ဖို့ကြီးတာမရှိဘူးမယုံရင်လုံကြည့်ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကနေပြက်သားတဲ့တုံ့ပြန်မှုတွေနဲ့ဒီကောင်တွေကိုစော်ရမယ်အချိန်ရောက်နေပြီအဲ့လိုမဟုတ်လို့ရှိရင်ဒီကောင်တွေကဒီတက်ဆက်လုံးမှာတော့ဒါရှင်းရှင်းလေးပဲသူတို့တော့မယုံကြည့်လိုက် တော့ခင်ဗျားတို့ရဲ့ဒီလိုပဲပြားဒီလိုပဲဆိုလေအဲ့တော့အစမ်းကျင်ဘက်ကနေတာလေအဲ့တော့ခင်ဗျားတို့ကမလုပ်အောင်လေကျွန်တော်ကြံပေးချင်တာတော့စစ်တပ်အနေနဲ့နိုင်ငံရေးတွေကလူလူလာလာထွက်ချင်နေပါတယ်ဆိုတော့ခင်ဗျားတို့ကပြအောင်မပြတဲ့တင်ကိုတစ်တလုံးငါတို့နေရေးငါမိသားစုကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့နှစ်ဖက်လုံးတင်ရမယ့်အရာပါအဲ့တော့တစ်ဖက်ကစမ်းကျင်တာလေအပြစ်ပြောလို့မရအောင်နော်အဲ့တော့အခုတက်တော်ထဲမှာကာကြောက်ကတန်းချောင်းထိုးလို့ရှိရင်အကုန်လုံးသက်စာလေးကြားထားဆိုမဲ့တူတွေရအောင်အဲ့တော့ ရှင်းရနော်ကိုမောင်ပြောတာမှန်လားဒါကြောင့်မလို့ကိုမောင်ကလည်းမမသားတွေတက်ဖို့ဖြောက်တော့ကျင်းနေဆိုသူပြောတာလည်းမှန်တယ်ကျွန်တော်တို့ကလေကိုယ့်ကိုလူလို့တတ်မှန်အရင်ဦးဆုံးအကြောင်းအရာတစ်ခုကိုကြည့်မယ်ဆိုရင်အမှားနဲ့အမှန်ကိုယဉ်ကြည့်ရတယ်သူ့ဘက်ကိုယ့်ဘက်ဟာကိုယဉ်မကြည့်နဲ့အေးကိုယ့်ဘက်ကလူကမှန်တယ်တောင်းမတင်တောင်းမပေးလိုက်ကိုယ့်ဘက်ကားတယ်ကိုယ့်ဘက်ကိုကားတယ်ဆိုတာအဲ့လိုမျိုးကာမလူပီတာအေးကိုယ့်ဘက်ကမှန်တယ်တဲ့မလို့ကြမလို့ကငါတို့ကြားတဲ့တောင်းမတယ်ဒါတကယ်ချင်းအပေါင်းတင်မိတ်ဆွေတကယ်ဒီနေနေမှာနဲ့ဒီတိုင်းပဲအမှားမှန်ကိုအရင်ကြည့်မယ်အေးကိုယ့်ဘက်ကမှန်တယ်ဖြစ်တယ်ဖြစ်ပါလိုက်ကိုယ့်ဘက်ကမှန်တယ်တောင်းမတင်တောင်းမလိုက်ပြဿနာတစ်ခုပြီးဆုံးလို့ အခုလက်ရှိဒီကောင်တွေကိုကြည့်လိုက်ဒီစစ်တပ်ထောက်ခံတဲ့ဘာသာတိုင်းဝိုင်းဒီကောင်တွေမှလည်းလူလို့အတိတ်တရားမရှိဘူးအကြောင်းရာတစ်ခုပေါ့ဘယ်တော့မှအမှားမှန်မရှိဘူးသူ့ဘက်ကိုပဲသူတို့ဘက်ကမှားပဲလို့မှန်တာပဲလို့ကြိုက်တာလို့သွားပြောတဲ့သူအပြစ်သူတို့ရဲ့ရန်သူပဲသွားမပြောနဲ့မှားတာလို့လည်းသွားမပြောနဲ့မှန်တာလို့သွားမပြောနဲ့အဲ့ဒါဆိုပါလေအဲ့ဒါဆိုလူလို့ခေါ်ရဘူးလားတလိဆန်နဲ့မတူးနေဘူးလားတလိဆန်နဲ့ခွေးတွေဒီခွေးနှောက်တက်တီဒီဘက်ကောင်ကဘယ်ဘက်ဟိုဘက်ကောင်ကတကောင်ကြီးတကောင်ကြီးကြိုက်လို့ကိုယ့်ဘက်ကခွေးရမှားတာလားမှန်မကြည့်ဘူး ။တွားဝင်ကြိုက်တာပဲကိုယ့်ဘက်ကဝင်ကြိုက်တာပဲ။အဲ့ဒါကလေးဆန်ခွေးပဲ။လက်ရှိစစ်ဒီစစ်တပ်အတိုင်းဝန်းအကောင်တွေအကောင်လုံးခွေးနေတူတူပဲ။နော်မင်းတို့နိုင်လဲတယ်ငါအမှန်တိုင်းပြောတာမင်းတို့လောက်ရက်ကအဲ့ဒါနဲ့တူတို့ခွေးနေနိုင်တာ။နော်တရှင်းချင်းလေးမိုင်ရိုင်းရောက်မှပြီးမင်းတို့ခွေးနေနိုင်တာမဟုတ်ဘူး။အဲ့မင်းတို့အဲ့လိုအနိုင်မခံသိချင်ရင်မင်းတို့လူတို့တိတိယရှိအမှားမှန်အောင်ကြည့်။တရားမှုမတရားမှုကြည့်။နော်အလုံးလုံးတဲ့နေရာမှာအမှားအမှန်ခွဲခြားလို့တရားမှုမတရားမှုခွဲခြားလို့ဒါဆိုရင်မင်းတို့ဘယ်သူမှစစ်ခွေးလို့ခေါ်စရာအကြောင်းရှိ။ရှင်းရှင်းလေးပဲ။ နော်အဲ့လိုလုပ်နေမဲ့လူကိုအခုကြည့်ဘောမချင်းအတူတူတော့ကိုမောင်မောင်တို့နဲ့ပြည်တွင်းမှာရှိတဲ့အဲ့ဒီပိုင်ရဲကိုကြော်စိုးဦးလို့ဝက်လီအဲ့ကြော်စိုးဦးလို့ဟမ်ဟိုငနွားကြော်မျိုးမင်းတို့နဲ့တူးလာအဲ့အဲ့ဒါလွတ်တန်ဖို့နော်အဲ့တော့ငါတို့ကလည်းစကားပြောနေမှာမောင်မောင်တို့လူမျိုးကိုရိုင်းတိုင်းဆဲဆိုပြီးတော့ငါတို့ရေရှင်တကားမလုပ်အဲ့အဲ့ဒီပြည်တွင်းကအောက်တန်းစားမအေးလိုးတွေဆိုရင်တော့လားမပူနဲ့ရအောင်ဆဲမှာဘာဖြစ်လို့တန်တန်တန်ရပဲရမယ်ဒီတွတ်တော်ဆိုတာစစ်တပ်တွေခေါ်မဆိုလို့ရှိရင်ဟိုတင်း ဟောကောင်းမဲ့ဆိုတဲ့ချိန်မှာဒီစေးပြခန်းတာစေးပြကွေးမြတခုဖြစ်နေတယ်စေးပြကွေးမြတ်အဲ့လိုပဲဖြစ်ရလေအောင်စစ်တပ်နေနဲ့လောလောလလထွက်ချင်ကြောင်းတွေပျပါဗျာနော်နိုင်ငံကောင်းစေချင်တာပါကဲကိုမောင်ပြောရတာရှင်းတယ်နော်တကယ်ဒါမျိုးဘောမိုင်မှန်သမ်းပါဗျာကျွန်တော်တို့အမြဲပြောသလိုဒီလိုဘောမိုင်ကျွန်တော်တို့တွေအတိုက်ခံလုပ်ရအောင်မလို့ကိုတော့ကိုလို့ကိုစီဝါကိုရှာနေဦးမယ်နော်မင်းတို့ဘောမိုင်ငါ့ကိုလာဆဲနေလို့တိထားမင်းတို့ငါ့ကိုနိုင်ငံရေးလုပ်လို့ပြောချင်တယ်ထောက်ပို့လုပ်လို့ပြောချင်တယ်ဆဲချင်တယ်မတိုက်ဘူးလားငါ့ကိုမလုတ်ခိုင်းစေချင်ကိုမောင်မောင်ပုံစံမျိုးမင်းတို့နေကြ ဒီလိုဒီလိုမျိုးပေါ်မှနေမြိုင်းငါတို့တွေအပိုက်ခံဖလုပ်ကြမလို့ဟုတ် sorry နော်ကိုလုံးကိုလုံးနေုံမဲ့ဘဒူးမှဒီနိုင်ငံရေးကိုစောက်ကမျိုးထိုင်လို့မချင်ဘူးအန်နေရှိတဲ့လို့ကိုစီးပွားဘက်ကိုအေးဆေးလို့ရှင်တာပေါ့နော်ဒါပေမဲ့လက်ရှိပြည်တွင်းမှာကိုမောင်မောင်တို့မျိုးဒီစစ်ဘုံချုပ်ကြီးအမှားနေတဲ့အရာတွေကိုထောက်ပြမဲ့ဘောမှရှိလာအဝေးကြီးထောက်ပြဖို့ဆိုတာထောက်ပြဖို့မစင်းစားနဲ့ဘူးနော်မဟုတ်တာလောက်တာယူအထိုင်ပြီးလက်ဖို့ပြီးနေတာအဲ့တော့ငါတို့အနေနဲ့မတော်လန်လို့ဘယ်လိုလုပ်ရမလဲဒီတိုင်းမျိုးဒီကိုမတရားမှုမတော်လောဘချတာမှချပေးထားမှာအဲ့တော့ငါတို့တွေတော်လန်နေတယ်စန့်ကျင်နေတယ်ဆိုတာက ဒီစစ်တပ်ခေါင်းဆောင်တွေနဲ့ဒီစစ်တပ်ကိုအားပေးတဲ့ခေါင်းတွေရဲ့ရုံမှမှုတွေခက်ချီးတလဲလဲဖြစ်နေလို့မခံနိုင်လို့စန့်ကျင်ရတာနော်အေးကိုမမောင်ပုံစံမျိုးဘောမှကြမယ်ဆိုရင်တော့စန့်ကျင်တဲ့လူတွေမလျော့ဝိုင်းကြိုက်တယ်လို့ပြောပါတယ်ကဲအဲ့တော့ဒီလိုစစ်တပ်ကိုအမှန်ကန်ထောက်ခံလာတဲ့ဒူတော်မှဒီလောက်ဖတ်ပြောပြီဆိုရင်ဒီမင်းအောင်နိုင်တဲ့အပေါင်းအပါကောင်းတွေဟာဘယ်လောက်ထိလမ်းလွဲနေပြီလဲဘယ်လောက်ထိမှားနေပြီလဲဘယ်လောက်ထိမိုက်ရိုင်းနေပြီလဲဘယ်လောက်ထိစုပ်ပဲ့နေပြီလဲဆိုတာကိုအောင်တော်ကိုစဉ်းစားကြပြီးတော့ဒါဟိုမှအမောင်မောင်ဘာဖြစ်လဲညာဖြစ်တယ်ဆဲပြီးတော့ဒီပထွေးတွေကိုဆက်ထောက်ခံမယ်ဆိုရင်တော့မင်းတို့အဆင့်တန်းမယ်ကြိုက်တယ်လို့လုပ်လို့ရတယ်ဒါပေမဲ့ ်တခုပဲဖြေသွားပါကိုမောင်မောင်ပြောလို့ရတဲ့စကားတွေမှားလားမှန်လားဆိုတာလေးကိုတော့ဖြေပါရောက်မိတ်ဆွေရံမျိုးငါးပါးရင်မှကင်းဝေးပါစေဖတ်စစ်တဲ့အာနာရှင်ရဲ့ရုပ်မှောင်ဓမ္မကင်းဝေးပါစေဒီကဝိနေပတ်တည်းဆက်ဆက်တိမခံဘာလို့ဖြစ်နေလဲဖတ်စစ်တဲ့ဟာရွေးကောက်ပွဲရဲ့နောက်ွယ်မှာလောင်ကြီးကြီးကြီးမားမားရှိလားဖတ်စစ်တဲ့ဟာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုံးလုံးလေးမှဆက်ဆက်ထိမခံဖြစ်နေတာကိုကြည်ချင်းအဖြစ်ရီကော့ဝေးပြက်စီးမှာရီကော့ဝေးမလုံနိုင်ပါဘူးအကြောင်းကြီးကြောက်နေတဲ့အနေထားကိုကျွန်တော်ပြရတယ်ဒီနေ့အောင်းသိပြီးသားအတိုင်းပဲ writer my team ဟာသမျိုးဆောင် online တူဆောင်ကြော်ဝင်းထုတ်တော့ကိုဖန်ဆီးလိုက်တယ်လို့ဒီနေ့ညက်နေပိုင်းလားတိရမနေ့ကညအစာဖမ်းတာအဲ့တော့သူတို့ကိုဘာလို့ဖမ်းလဲဖမ်းလိုက်ပြီဒါတရင်အောင်းသိပြီးသားဒီလိုဖမ်းပြီးမချခင်မှာပဲ ဖက်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူအစိုးရအဖွဲ့မှဆိုနိုင်ငံတော်အင်အားစင်အရာဆိုရင်ထိတ်တန်းဆယ်ယောက်မှပါတယ်ဇော်မင်းထွန်းကိုရင်ကဇော်မင်းလုံးပေါ့ဗျာခေတ္တမိုင်းကိုဒုံဆိုင်တဲ့သူများရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းကိုရိုက်ကူးပေးတဲ့သူတွေကိုကျေးဇူးတင်ကြောင်းဆိုပြီးထွက်ပြေးခွင့်ချိဒီလူပညာရှင်ကိုချိန်ချောက်တဲ့သူတွေဝေဖန်နေတဲ့သူတွေကိုထိရောက်ပြင်းထန်စွာအရေးယူပါမယ်လို့ပြောပြီး mighty online တယောက်ဆောင်ကြော်ဝင်းထုတ်ထုတ်ကိုဖန်လိုက် ဒီညနေနောက်တစ်ယောက်ထပ်ဖမ်းထားတယ်၄ယောက်ရှိတယ်။ဘာစစ်တပ်ကရွေးကောက်ဝင်နဲ့ပတ်သက်ပြီးဆက်ဆက်ထိမကန်ဖြစ်နေရဘူး။ဂျိမ်းပြီးတီးရပြီ။နေတို့နဲ့ပတ်သက်ပြီးတော့လေဒီလူလူတရလုံးကအပိတ်ပေါက်ဖို့နှိုးဆော်ထားကြတယ်။အဲ့တော့ဒီဇလန်တို့မှာဆိုရင်နေတို့မြမြနေဝင်အေဂျင့်မောင်ချူလေးမင်းမြမအောင်ခိုင်ငါပြောကြအောင်တို့နိုင်ရင်တွက်လက်စူပါလင်းမင်းမြဥက္ကာပြန်ချီရဲရင်ရောပြုံအောင်စင်ဖြုတ်သူတို့တွေကိုတိုင်းပြည်လုံးကတပိတ်ပေါက်နေလုံးဝမကြည့်ဘူး။သူတို့ ကြော်ညာလေးပစ္စည်းတွေမဝယ်ဘူးဆိုပြီးတော့ပြောတယ်လို့တော်ရင်မျိုးပြပျောက်ကြားတပ်ဖွဲ့များကလည်းပြင်းပြင်းထန်ထန်အရေးယူတယ်တော်ရင်တပ်ဖွဲ့ငါးခုကကျညာချက်ထုတ်ပြီးရာသတံပေးတာလေအဲ့တော့ဒီလိုဒီကောက်ပေါ်နေပတ်သက်ပြီးဘာကြောင့်ဆက်ဆက်တိမခံလဲဆိုတဲ့အခြေအနေတွေကတော့ကျွန်တော်တို့သေချာစဉ်းစားရအောင်သူတို့ရမ်းချောက်နေပြီတရုတ်နဲ့အပေးယူကြီးကြီးမားမားရှိနေတယ်လို့ကျွန်တော်မှန်းဆကြဒီရေကောက်ပွဲမဖြစ်ရင် တရုတ်ကစစ်တပ်ကိုပြင်းထန်တဲ့ပြင်းထန်ခတ်နိုင်တဲ့အလားအလာရှိတယ်။မဖြစ်ဖြစ်အောင်လို့ငါတို့ရွေးကောက်ပွဲကာလာတီပန့်ပိုးမယ်။ဒီရွေးကောက်ပွဲကိုမင်းဖြစ်အောင်မလုပ်နိုင်ရင်တော့မင်းတိုင်းနဲ့မင်းကံပဲဆိုတာမျိုးဖြစ်တယ်။ဆိုတော့မြို့သားညီညီအစိုးရနဲ့ပြည်ထောင်တပ်ဖွဲ့တွေကဒီရွေးကောက်ပွဲကိုဖြစ်နိုင်တဲ့အင်အားတစုံတရာရှိနေတယ်ဆိုတာလေဖက်ရှစ်တပ်နဲ့တရုတ်ကသိတယ်။ဒါကြောင့်မို့လို့ရွေးကောက်ပွဲဒီကာလာမှာလေရင်နဲ့ပုံကျဲလာပြီး မင်းမီထိုးစစ်ဆင်တာတွေတော်ဆက်လောက်လာတာဖြစ်တယ်။ဒါပေမဲ့လည်းဖက်စစ်တပ်ရဲ့လှုပ်ဆောင်နိုင်မှုတွေနဲ့ပတ်သက်ပြီးဒီထက်ပိုပြီးလုံနိုင်စရာတိတ်မချင်တော့ဘူးတွေ့ရတယ်။ဒါရှိတရားပါ။ဟုတ်ကဲ့ကျွန်တော်တို့မနီကာထိ DNL နဲ့ပတ်သက်ပြီးတော့ကျွန်တော်ငိုကုတ်ငိုမိတ်ကိုပြန်ပေးမယ်လို့ပြောတယ်။ဒါပေမဲ့ငိုကုတ် view ဟာငိုကုတ်ပကဖ MBY PDF ညညာ blood type ကအဆရှိတဲ့တော်လိုင်းတက်တွေကငိုကုတ်မျိုးကိုကာကွယ်မယ်လို့ထုတ်ပြန်။ဝေးကတော့တော်တော်လှတာ။ဟုတ်ပြီဒီနေရာမှာ my D နဲ့တော့ရောက်ဖန်တယ် ်နော်အဲ့ brighter mighty ကြောင်းဝင်းထုတ်သူတို့ကဘာတွေရေးလို့လဲဘာတွေဘာများဟိုဝီပန်လို့လဲဆိုတော့ကျွန်တော်လေ့လာကြည့်အောင်တယောက်ဆောင်အုံတိုင်းကဘာပြောလဲဆိုတော့ brighter mighty ဘယ်လိုစကားရွေးကောက်ပွဲမှာပြောင်းလဲခြင်းတန်ပြီဆိုတဲ့စကားကိုရိုက်ခဲ့တယ်တော်တော်တာသွားခဲ့တဲ့စကားကြပ်ပဲစစ်တဲ့အညိုးတေးခံရတဲ့ဒရိုက်တာမိုက်တီကို2021မှာမိုင်းအကာဒီနဲ့ဖမ်းနေထောင်ချလိုက်တယ် 2020နှစ်မှာလုံငင်းနဲ့ပြန်လွတ်လာတယ်။အဲ့တော့ Rider Mighty ဘာရေးထားလဲဘာလုပ်လဲလို့ကြည့်ကြည့်ဩရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Rider Mighty ရဲ့အကောင့်ကတန်းထွန်းဆုံးအဖြူအမဲအမှန်အမှားဓမ္မနဲ့အာရမကိုစင်ကျင်နိုင်တာပညာဒီပို့တခုပဲတွေ့တယ်။ရွေးကောက်ပွဲဆိုတဲ့စကားလုံးတလုံးပါမှာပါ။ဘာလို့စစ်တပ်ကအကဲဆက်ပြီးကြောက်လန့်တကြားဖမ်းလာတယ်။နောက်တစ်ခုကြုံဝင်းထုတ်ကြုံဝင်းထုတ်ဘာရေးထားလဲလို့နေလာကြည့် ။တောင်သားတွေရဲ့ရဝင်းတူပေမဲ့စိတ်ကမြင့်မြတ်သူတွေအများကြီးရှိတယ်။ပတ်ချုံကြီးဆဲဆိုနေတာကတော့အဆင်မပြေဘူး။အရာရာအဆင်ပြေနေတာမဟုတ်ပေမဲ့လက်ပြာတန့်တယ်။အမောင်လည်းမသွားချင်ဘူး။ခက်ခဲတာတွေကိုဂူရီတောက်ခံ။ငါနေခဲ့တယ်၊ငါစားခဲ့တယ်၊ငါဝေးခဲ့တယ်။ငါနောက်တစ်ချိန်မှပြန်ဖြစ်နိုင်မှာပဲ။ဒီစိတ်နဲ့ရှင်းတန်းနေတယ်။ပြောင်းနေပြောင်းနေနောက်နေတယ်ဆိုပေမဲ့ကိုချင်းစာစိတ်နဲ့နှစ်သိပ်အားပေးနေတယ်ဆိုတာကျွန်တော်တို့ရဲ့လက်ရှိချုပ်နေရတဲ့မှာငိုနေတယ်ဆိုတာဘလို့မှမသိဘူးအတုကမှပြောပြနေတာအကြောင်းမရှိဘူး ကိုလိုပဲဘယ်သူမှမသိအောင်ငုံရင်းတွေရှိပါတော့တွေးပြီးကိုချင်းစာကြရင်အရာရာအစဉ်ပြင်းနေရောက်လာမှာပြောင်းနေတိုင်းပြောင်းနေတိုင်းဆဲနေတဲ့ဟောင်နေတဲ့တိုက်သိစီမှုပါလို့ရေးထားတယ်ဝေကောက်ကိုလည်းပတ်သက်ပြီးတခုမှမပါဘူးလိပ်ပြာတန်းလာရဲ့ကိုချင်းစာတရားရဲ့အဓိကပြောရတာကလေးရတယ်နောက်ပါလို့ဝေကောက်ကိုလည်းပတ်သက်ပြီးတော့ခေါင်းစဉ်တက်ပြီးတော့အကြောက်တရားရိုက်သွင်းချင်နေတာလေပုံတိုင်းအုံလိုက်ပါရေးထားလိုက်လို့ထပ်ပြေးလာလိုက်တဲ့ခါမှာငါ့ကိုပြောပြောနေတဲ့လူတွေအခုမြင်ပြီလားမမြင်ရသေးရင်တော့ရှာကြည့်နော် ဘသူကဘာဆိုတာသိလိမ့်မယ်မသိကြအောင်စွန်ပြလိမ့်မယ်ပြောနေတဲ့လူကြီးပုံနေလိမ့်မယ်ဒါသဘာဝဘူးလူကဘွေးဆိုတဲ့စကားလုံးတလုံးမှမပါဘူးသူတို့ရဲ့တင်ဟာဟာပေးတာလားလက် red left မှာပဲ left is can reach that eye အဘေဘုံမိသွားပေးမိလို့ဖမ်းတာလားမသိဘူးချုပ်ရရင်တော့ဖစစ်တဲ့ဟာဒီယူကဘွေးနဲ့ပတ်သက်ပြီးအဖြစ်မခံရွှေခံဖြစ်နေတယ်ဆိုတာဒီယူကဘွေးတခုခုချက် ်ပျက်စီးသွားမှာအရန်စိုးရင်လေဒါတို့ရဲ့အားနေချက်ဖြစ်တာအဲ့တော့ကျွန်တော်တို့တော်တော်ကြီးတက်ပြီလားဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရှာချိုးနိုင်စစ်တပ်နောက်ကွယ်မှာအလုပ်ထားတဲ့အပေးအယူတွေနဲ့ပတ်သက်ပြီးကြီးမားတဲ့အပြောင်းအလဲတခုဖြစ်လာနိုင်တယ်လို့ကျွန်တော်မြင်စရာရှိတာအဲ့တော့ဒီနေ့ဒီအချိန်မှာနေ့စဉ်ရုံမှာရက်ဆက်တက်ဖြတ်နေတာလင်းနဲ့ပုံချက်နေတာဘာသာရေးအဆောက်အုံတွေစာတင်ကြောင်းတွေနဲ့ပတ်သက်ပြီး ဘုံကျဲချတယ်။အယက်သားတွေကိုနေ့စဉ်ဖမ်းဆီးပေါ်လာဆိုရင်ဒါတွေအားလုံးကြည့်ပြီးသားနိုင်ငံတကာကလည်းအကန့်အကွက်ရှုတ်ချမှုလုပ်ပြီးသားအဲ့တော့စစ်ကောင်စီရဲ့ဒီဝါရဖြန့်ချီရေးနေတကွာစစ်ကောင်စီလုံနေတဲ့ဒီဇိုင်းပုံစံအယူဆအတွေးခေါ်လက်ရှိကျင့်သုံးနေတဲ့ပုံစံလေးတွေလေ့လာကြည့်ကြရအောင်ဆိုတော့စကားစာပဲပြောပြောစကားမပဲပြောပြောဘလို့ပြောပြောငွေဝိပြပြားရေးဆိုရဲ့ ်ခေါင်းစဉ်အောက်မှာပဲဖက်စစ်တပ်ဟာလုံခြုံရေးတာအဓိကရန်သူဟာပြည်သူဆိုတဲ့အယူဆနဲ့ဆက်ပြီးသွားနေတယ်။အာဏာသိမ်းပြီးတဲ့နောက်မှာစနာပြတဲ့သူတွေအဲ့ကောင်တစ်စင်ရရလက်နဲ့ဆွဲကင်တော်လန်ရတဲ့ခီးငါးနှစ်နေပါလုံးမှာပြင်းပြင်းထန်ထန်ရရဆက်ဆက်ရုံရုံမှမှာအောက်တန်းကျသွားချိန်မုန်းပြတယ်။အရှိတရား မယူအင်္ဂလိပ်တွေသိမ်းပြီးတဲ့နောက်မှာတော်လန်ရတဲ့မြန်မာတွေကိုအင်္ဂလိပ်တွေရေးရဲဆိုအနေနဲ့နီလန်းကိုလည်း update လုပ်ပြီးတော့တယ်။တော်ရင်အစမှာစစ်တပ်ဟာအင်္ဂလိပ်တို့ရဲ့နီလန်းအမေရိကန်ရဲ့တံပြန်တောင်းရမ်းမှုစတင်ရေးစစ်စင်ရေးနီလန်းမလေးရှားမှာတောင်းခဲ့တဲ့ဖြက်လေးပြက်နီလန်းဖိလစ်ပိုင်မှာ CIA ရေးဆွဲပေးခဲ့တဲ့ Remove Massisi နီလန်းဒီနီလန်းတွေကိုပေါင်းဆက်ပြီးရက်ဆက်နီအစုံကိုပြင်းပြထန်ထန်တောင်းဆွဲခဲ့တယ် ခေတ်ကာလအရှင်ကိုကြည့်လိုက်တော့လေပြည်သူတရလုံးပါဝင်နေပြည်သူတရလုံးလက္ခဏာဆောင်နေပြည်သူတော်လည်ရင်ဒီတော်လည်ရင်မျိုးဟာမြမသမိုင်းမှာတစ်ခါမှမရှိဘူးဒီလောက်အောင်မြင်တဲ့တော်လည်ရင်တစ်ခါမှမရှိဘူးတကြောင်စစ်တာဖတ်စစ်တာပြည်သူကိုကြောက်ရွံ့စိတ်ကြီးဆိုးနေအောင်အကြောက်တရားပေါ့ဝင်ကြည့်ဒီတစ်ခုကိုနီလန်ပေါင်းစုံကျင့်ပုံဖန်တီးထားတယ်ခုနမိုက်တီးကိုဖမ်းပြလာအကြောက်တရားပေါ့ဝင်ကြည့်တစ်ခု ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဘာမှမပြောနဲ့ဆိုပြီးကြောက်နေအောင်လုပ်ချင်တယ်သဘောတရားဆိုတာမျိုးကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့အခုရွေးကောက်ပွဲနဲ့အလက်ပြောင်းလုပ်ဖို့ဂျိုးပန်းချိန်မှာဘလို့နီးလည်းနေတုံးနေလဲဆိုတော့ American Iraq Afghanistan တို့ပါရှင်းသုံးခဲ့တဲ့တယောက်တည်းတံပြန်အကြံဖို့နေနေရင်းနီးလန်းစတော့လာတယောက်တည်းတံပြန်အကြံဖို့နေနေရင်းနီးလန်းတံပြန်အကြံဖို့နေနေရင်းနီးလန်းကွာခြားချက်တွေရှိနေတယ် ။ဒါနဲ့ပတ်သက်ပြီးတော့ညံမီအောင်ပြောပြနိုင်တဲ့စီရေးကျွမ်းကျင်သူတွေအများပြားတော့ရှိပါလိမ့်မယ်။အဲဒီဒေါက်တာတော်မီမီဝင်းပတ်လို့ဘာလို့ပညာရှင်တွေကပြောရင်တော့ပို့ပြီးတော့ပြည့်စုံနေမယ်ထင်တယ်။ကျွန်တော်တို့သိမိတဲ့လောက်နားလေတဲ့လောက်တင်ပြရရင်တော့သဘောတဘာဝရဲ့အချုပ်ကတော့မုတ်နေတုတ်ပါပြီ။တုတ်ယူမလားမုတ်ယူလား။ဒီလိုပဲနားလေလို့ရတယ်။ဒီလိုကိုချော့မြူတိမ်သွင်းစီယုံရေးကိုဦးတည်တဲ့နီလန်းတွေကိုရွေးကောက်ပွဲ အလက်အပြောင်းလုပ်ဖို့ကြိုးစားချိန်မှာစတော့လာတယ်။နှလုံးသားနဲ့စိတ်ကိုတိမ့်ပိုက်စုံမိုးချီလို့လည်းခေါ်လို့ရတယ်။ဝါရဖြန့်ပြီးဘောင်းဆုံနဲ့ဒီသူကြားထဲမှာမဟုတ်ဝင်တယ်လို့တပတ်ကမိုက်ဒီလိုလိုမျိုးတွေကိုဖမ်းပြပြီးရေကောက်ပွဲကိုဝေဖန်တာနဲ့ချက်ချင်းဖမ်းမယ်ဆိုတော့တုတ်ဝင်တဲ့နီလန်းကိုလည်းတုံးလာတော့တွေ့ရတယ်။အဲ့တော့ရေကောက်ပွဲနီလာတာနဲ့အမျှပစိတဲ့ရဲ့လက်ကင်ဒုတ်တွေဟာအချိန်နေပြီးပြီးတယ်လို့ ရင်ရင်ကြည်ကြည်နဲ့လိမ်မာယူကျိုးနှိမ်ချယူကျိုးပြနေတာတွေကိုလည်းတွေ့ရတယ်။နောင်ချိုမှာတံပေါက်ဝေတာကဆော့။တကြီးရေဟောမှကျန်မရိုင်းစော်ကဆက်ဆန်မရိုင်းချင်းကလေးဒီပတ်စစ်တာရုပ်တရက်အလက်အပြောင်းတွေလှုပ်လိုက်တဲ့အခါပြည်သူလူကတွေ့ဝေပါတယ်။တစ်ဖက်မှာဒီနေ့ဆိုရင်တောင်ကြီးမိဘုံပြန်ပွဲဆိုတာမျိုးတွေနဲ့အပြောအပဘာသာရေးပွဲလမ်းတပင်းတွေနဲ့စီစီကကတိုက်တိုက်မြတ်မြတ်လှုပ်ခွင့်ပြုလာတယ်။ normal life ပုံမှန်ဖြစ်နေဒါစစ်တပ်ရဲ့လုံလီလုံအနေနဲ့ကိုကျွန်တော်တုံ့တက်ကြည့်တာဖြစ်ပါတယ်တစ်ဖက်မှာတော်နေရေးဘက်ကိုကြည့်အောင်စီကံရော်ရဲတာလေဒီလူလူလူနဲ့ဆက်ဆံရေးမှာကြက်မထိန်ချောင်းနေရှော်ရဲတာစီဝိုင်းနဲ့စောင်းဝင်းနေအထူးကြက်တဲမှုနေဒီလူလူလူအတွင်းမှာဖြစ်ပေါ်နေအဲ့ဒီအခြေအနေတွေကိုအခွင့်ကောင်းယူပြီးဒီလူလူလူကိုတွေ့ဝေစေဖို့စနေတကြအစီအစဉ်ရှိရှိကိုမုံနဲ့ဒုတ်ပြူပါကိုကျင့်သုံးနေတယ်လို့ပဲ ျွန်တော်တို့တုံ့တက်တွေးရှိရပါတယ်။ရွေးကောက်ပွဲကာလမှာယဉ်ကျေးလိမ်မာကိစ္စတွေစံတက်လောက်ကိုင်းနေပါတယ်။ဒါပေမဲ့ကြောင်ကြကြာကြီးမငုတ်ပါဘူးကြ။ဖက်စစ်အာဏာရှင်စစ်တပ်ရဲ့တတိကိုကပြည်သူကိုရန်သူလိုဆက်ဆံမှုလေ့ကျင့်တာတိစောက်ထားတာပြည်သူတက်သူကတဆင့်မြင့်နေတာပြည်သူဟာသူ့ရဲ့ခိုင်းပတ်အစိကံကျွန့်တပွဲတဘောထားတာပြည်သူတို့ငြိမ်ဝှေ့ပြီးပြပြန်လှမ်းမပြောရဲငါတို့ပေးတာယူကြွေးတာစခိုင်းတာလို့ဆိုလေပရိသတ်ညင်နေ ဖက်စစ်တပ်ဟာကြောင်ကြာကြာရင်မို့ပါခွေးကြီးကောင်ကြီတော့စွတ်ပါပဲခွေးယူကောင်စားတမုန်းတယ်ပါတိတ်မကြခင်ရက်စက်မှုတွေပြိနေမှုတွေကပြန်လုံလာပါတယ်အဲတော့ဒါရီကိုကာဝင်နိုင်ဖို့တံပြန်နိုင်ဖို့နိလန်မျိုးစုရှိပါရှင်းသုံးဖို့ပဲလိုပါတယ်တော်လိုင်းတပ်ဖွဲ့တွေနဲ့တော်လိုင်းသမားတွေနိုင်ငံရေးသမားတွေဟာဒီလူကိုကာဝင်လို့စိတ်အပြစ်အဝါနဲ့ဒီခုကြားထဲမှာရင်းနဲ့မှတသားတဲ့နေရာ ။ online ပေါ်မှာ celebrity ဆက်တီတွေအလူခံကိစ္စတွေရန်ဖြစ်တာတွေကိုလုံးဝရပ်ဆိုင်ရပါမယ်။တော်လိုင်းဦးဆောင်ပွဲအစိုးရတမှုတမင်းဘို celebrity နာမည်ကြီးအစရှိတာတွေကဒီတို့စီယုံကြီးမဟာဗျူဟာကိုစုပွဲချင်းတုံးမှုတွေကိုစတင်ရပါမယ်။အဲ့တော့အချိန်နည်းနည်းအရရတွေကြောင်းလို့ဗျာ။အုတ်ချုပ်ထောက်ပံ့မပြည့်စုံတာတွေအုတ်ချုပ်ရန်ရလေပတ်မှုမှာအသိပညာမကျွဲဝသေးတာတွေကြောင့်ဒီလိုလိုနားလည်မှုလွဲစီနိုင်တဲ့ကိစ္စလေးတွေဘူးတော့ ရှိကောင်းရှိနိုင်တယ်ဒါကိုအမြန်ချက်ချင်းမဆိုင်ဖြစ်ရှင်းပြရမယ်ကျွန်တော်ထက်လေလာကြည့်ရင်လက်ရှိမှာတော်လန်ရေးဟာ90-30အချိုးဆိုတဲ့မော်စီ3ရဲ့တော်လန်ရေးအချိုးရကြည့်မယ်ဆိုရင်ကျွန်တော်တို့ဟာ80ရာခိုင်နှုန်းလောက်ဒီတော်လန်ရေးအခြေအနေကိုကောင်းကောင်းထိန်းထားနိုင်နေတာလို့သိရမယ်အဲ့တော့ထပ်ပြီးတော့နောက်ပိုင်းမှာအချမ်းပတ်နေနေ view ဟာတွေတန်ပြန်အချမ်းပတ်နေနေ view ဟာတွေကိုတုံးလာလိမ့်မယ်တော်လန်ရေးတက်ဖွဲ့ကာဝေးတက်ဖွဲ့ ရဲဘော်တပ်သားဘုံမှုဘုံမင်းတမင်းမအစအစစ်စစ်တာဝန်ယူတာတဲ့သူတွေနဲ့ဒီလူနဲ့ဆက်ဆံရေးပုံမူခိုင်မာကောင်းမှုနဲ့လူဆက်ဆံရေးနီးလူဟာမဟာပြူဟာတွေကိုစနစ်တကျချမှတ်ဆောင်ရွက်ရမယ့်ကာလတော့ဖြစ်လာမှာအဲ့တော့ဆေးဥစုဟာတိုင်းနာမြတွေဘောကလည်းတောင်းကျမ်းသူတပုံလို့ဆွဆွဲတုံးဆွဲပြီးဒီနေ့အချိန်ထိဖိလစ်ပိုင်မှာကွန်မြူနတီနိုင်ငံကြီး CIA ရေးဆွဲပေးခဲ့တဲ့ Remove Racism ရဲ့ထောက်နိုင်ရေးအတင်းရဲ့အခြေခံစစ်ဆင်ရေးနည်းလမ်းမလေးကွန်မြူနီနေငင်းမှာ British Mission များကရေးဆွဲပေးခဲ့တဲ့ဖြန့်လေးဖြန့်နည်းလမ်း American ကတောင်ပီယန်ကွန်မြူနီနေငင်းအတွက်ရေးဆွဲပေးခဲ့တဲ့တံပြန်တောင်းရန်ကိုနေငင်းနည်းလမ်းများကိုပေါင်းဆက်ကျင့်သုံးနေတယ်အချုပ်ကတော့တမတော်သားအမိတမတော်သားအဖပေါ်စီလာတော်ရည်ဘက်ကဒီကအမိဒီကအဖပေါ်စီဖြစ်နောက်လာတဲ့မောင်ပလဲ ိုင်းဝင်တက်မကဲကြောင်ပြပြီးပြည်သူနဲ့တော်လည်ရင်းနေငါတကားတွေဖြစ်ဖို့လိုအပ်တဲ့အချိန်ရွေးကောက်ပွဲကိုဆက်ဆက်တိမခံဖြစ်နေတဲ့ဖက်စစ်တဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကြီးမားတဲ့အပေးအယူတရုတ်နဲ့လှုပ်ထားတာရှိနေတယ်လို့ကျွန်တော်တင်းကြီးကြကြသုံးသပ်တယ်ဒီရွေးကောက်ပွဲတစုံတရာပျက်စီးယိုယွင်းမလုံနိုင်ခဲ့ရင်စစ်တဟာတရုတ်ရဲ့တိတံခံမှုခံရနိုင်တဲ့အနေအထားရှိတယ်ဒီတော့ကျွန်တော်တို့ပြစ်မှတ်ဟာ ဖက်စစ်တပ်ပြစ်ကွင်းဟာရွေးကောက်ပွဲပြစ်မှတ်တဲ့ပြစ်ကွင်းတွေကိုတည်တည်ချာချာကြည့်ကိုယ့်ရဲ့ခံစစ်မဟာဗျူဟာနဲ့မဟာတိုင်းကြီးကတော့ပြည်သူလူထုဘယ်ပခုံးမှာအမိပြည်သူအမိညာပခုံးမှာပြည်သူအမိတည်ပြီးဒီလိုရဲ့ထောက်ခံဝင်ရင်မှုနဲ့ပြည်သူမြတ်တာတရားသစ္စာတရားနဲ့အတူစစ်တပ်ရဲ့ထောက်ပေါက်တစ်ခုကြီးမားတဲ့အပေးယူတစ်ခုချက်တဲ့ဒွေကောက်ဝေးဘူးအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ကျောင်းတော်လိုင်းကြီးတက်တော်တွေကရှိုက်ချိုးနိုင်တော်လိုင်းကြီးကရှစ်စိန်ရခိုင်ကုန်တော့ဝယ်ပြီးသွားတယုတ်ရဲ့စိတ်ကူးအတွင်းနဲ့ policy ပါပြောင်းသွားလဲတစ်ချက်ကုတ်ငါချက်ပြတ်သုံးချက်ပြတ်နိုင်တာကဖက်စစ်တပ်ကိုတရုတ်ကအမျက်တော်ရှာပြီးပြစ်ဒဏ်ခိုက်ရင်ဝယ်ပြတ်သွားနိုင်ချစ်ချင်းချင်းမုန်းချင်းကိုကြိုက်ချင်းကြိုက်မကြိုက်ချင်းလက်ရှိရှမ်းမြောက်တခွင်တော်လိုင်းကြီးရဲ့ဝန်ကြီးကတော့တရုတ်ရဲ့အာဂျင်နာတိုင်းနဲ့ရှိတယ် ဒါကိုကျွန်တော်တို့တော်လိုင်းကြီးရဲဘော်တွေဥဆောင်ပုဂ္ဂိုလ်တွေကမဟာဗျူဟာနီးလူဟာစစ်တပ်ရဲ့အရှိုက်ကလန်းမျက်စိမဟာဗျူဟာအင်းအားအနေဆုံးနေရာအမားရှောက်အပြုတ်တိုက်အစရှိတဲ့နီလန်းနီးစနစ်ပေါင်းစုံနဲ့ဝိကဝဲကိုရှန့်ချူဖက်စစ်တဲ့အရှိုက်ကိုထိုးပြီးလူတွေဆက်ဆံရေးကိုရင်းနေငါးတသားတွေလုံနိုင်လက်ရှိအခြေအနေကိုကိုယ်တော် 表面自然内的，高多地震保护加起来。